ဟေးမနက်ကကိုနေကြအားလုံးမေမင်္ဂလာပါဗျာဆိုဒီနေ့ကအဲအန်တူရီတီမိုင်းဆက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ကကျတော့ဆိုတာ၃ရင်းနေမြောင်းနေနဲ့ sharing လုပ်ပြီးမှာဆိုတော့ဒီနေ့အတွက်ကတော့သံဘုံမွန်ဒိုင်တပုတ်နဲ့ဆိုတော့နောက်တစ်ခုကကျတော့ဂျူဘုံမွန်ဒိုင်တပုတ်နောက်နှစ်ပုတ်နေနဲ့အားလုံးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲဆိုတော့သုံးခံတိုင်းဆိုတော့ရုံဆုံးသံဘုံမွန်ဒိုင်နေနဲ့တစ်ချက်ကြည့်အောင်အဲဆိုဒီ survive လေးကိုမဖတ်ခင်မှာဒီ ဒီ server အတွက်ပေါ့နော် meta တွေ mecon တွေကိုတေချာလေးနားလည်အောင်ယူဆိုဖတ်ကြည့်အောင်အဲ့တော့အားလုံးမြင်တာပေါ့နော်ဆိုတော့ညီလေးနဲ့နည်းနည်းလေးစာလုံးဖောက်ချိန်ထားပါလေနော်တေချာလေးကြည့်အောင် okay ဆိုတော့ monday は economy を書いた人は実習室のどのような問題を指摘しているかそれを mecon meta ပါလေဆိုတော့အဲဒီမှာတေချာလေးတော့ ပြီးဆိုလို့တော့ဘာမှမပြန်စီချင်းဘောเนาะဆိုတော့ဒါကိုနားလည်မှတာလည်းရင်သူဘောင်မေးချင်တယ်ဆိုတော့တိမှာဆိုတော့အသေးချာလေးတော့ဘာသာပြန်စီချင်းတယ်အဲ့တော့ကွန်ဒိုမီနီယမ်ခိုက်တက်ခိုက်တက်တော့ဒီပဲဒီမေးရေးထားတဲ့လူကအဲ့မှာတစ်ချက်ဒီမှာတတိထားမယ်เนาะဒီမှာတတိထားလဲဆိုဒီမှာနည်းနည်းလေးချေပေးလိုက်ဂျီရှူရှစ်ဇွန်တို့のような問題ဆိုတဲ့မိကုန်မေးထားတာဂျီရှူရှစ်ဇွန်ဒီပဲဂျီရှူစတူဒီတော့မလို့ဆိုကိုဆက်စတဒီလုပ်တာပေါ့နော်ကိုကိုတိုင်းဆက်စတဒီလုပ်တယ်ရှစ်ဇွန် ထည့်လိုက်တဲ့အခါကျတော့ self study လုပ်တဲ့အခန်းပေါ့နော်ဘယ်လိုမျိုးပြဿနာဖြစ်နေလဲဆိုတဲ့ဟာလေးကိုပြောတာအဲ self study အခန်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြဿနာဖြစ်နေတာကိုညွန်ပြနေတယ်လဲဖော်ပြထားတယ်လေပေါ့နော်ဒါမေးကိုမေးထားတာဒီမေးရေးထားတယ်လို့အပေါ်မှာကျတော့ဆိုတော့ email ဆိုတာတည်ရမယ်နော်ဒီ mail ဒီ okay just to watch you shit တော့တော့ no you want that one day ကို stay stay လို့ကဆိုပြီးတော့မေးထားပါတယ်အဲဆိုရင်အဲဆိုစာပိုင်းလေးစာစာလို့ရပြီမေးကိုနားလည်ပြီဆိုရင်နော် はい。OK、さよう。その、OK、ユンソンの顔せいに、そのパッペメな、ビマ、パタ、アディーゼピアンビバメ。その、さめな、だ、無駄なシ、し、私立南図書館、だが、図書館ソサジダイエーな名簿ナ。コ、ご担当様、ま、ご担当者様、ま、だからと、サジダイタウンガン、シュートボーラ。バドゥアボーラで、ソロ、ディマジライテカチャロ、えー、続き、マサコ、さんがボーラ。な、 အဲ့တော့တူတူပို့ထားရမေးပေါ့နော်ဒီမှာကつも利用しているものですがお願いがあってメールしました再現を合意で話しながら作業しているグループが増えており自分の調べ物に集中できず困っています図書館の資料を利用して調べ物をしているようなので注意することもできません。グループ用の自習室を 別に作るなどの対抗していただくことはできないんでしょうかご検討どうぞよろしくお願いいたします。まあ、続きまさこ。いいたばれな。OK。あ、そういに、今がそのパッドアビスの、えー、バダビアンジメ。でろ、メゴンメダルハクナゴデチャーリテリ,デリターセチネの、とは、自習室のどのような問題、そびを見たら。そのバダビアンジメ、そういに、 ယေရှုရှိသူဤသူမတို့ရောက်တဲ့အရင်မတို့သစ္စာပြောမယ်ဆိုရင်ဆက်တာဒီအခန်းကိုအမြဲတမ်းတုံ့ပြနေတဲ့လူတယောက်ပေါ့နော်သူအနေနဲ့လူတယောက်ဖြစ်လို့အနေငယ်လုပ်ချင်တာလေးရှိတော့ပေါ့နော်တောင်းဆိုချင်စရာလေးရှိတဲ့အတွက်ကြောင့်မေးကိုပို့ခဲ့ရပါတယ်တဲ့အခုတလို့ဆိုင်ကင်အခုတလို့အိုးဂိုရဲဟာနာရှိနာငါတာအတန်ကြီးနဲ့စကားတွေပြောရင်းနဲ့စကယောရှိတဲ့ group စကယောလို့ပြောစားစားတော့ဒီတနည်းအားဖြင့် နေပဲတခုမှသူ့အလုပ်ကိုသူလုပ်ကြတာတနည်းအားဖြင့်ရှင်ဝတ်တော်ဆွေခေါ်တော့ဒါကဒုရှော့ကန်စာကြီးတိုင်းမှာဖြစ်တဲ့အတွက်ကြောင့်စာတွေဖတ်ကြတယ်ပေါ့နော်အဲ့လိုပဲပြောအောင်ပေါ့နော်အဲ့တော့တန်ကြိနဲ့စကားတွေပြောဝင်တဲ့စာတွေဖတ်နေတဲ့ group တွေကများလာ group ကဖေတဲ့ ori များလာပြီးတော့ဂျီမွန်းတို့ရှိတာပဲမို့လို့ကိုကိုတိုင်ရှားရမယ့်ရှားစရာအချက်လက်တွေကိုရှူးချူတဲ့ကိစ္စကိုမှတည်ます။ရှူးချူတဲ့ကိစ္စတွေဒီပဲကကျတော့ ာယုံမဆိုင်နိုင်ဘူးသူ့အနေနဲ့အာယုံမဆိုင်နိုင်ပြီးတော့အာသူ့အသက်အခက်တွေ့နေတယ်တဲ့သူတို့ကတော့ရှီဒီယိုဝီဒီယိုရှိတဲ့အာဒီစာကြည့်တိုင်းမှာရှိတဲ့အချက်လက်တွေကိုအသုံးပြုပြီးတော့ရှင်းရပေးမှုလို့ရှိတဲ့အီဒီယောနာနိုတဲ့ရှားစရာအချက်လက်တွေကိုရှားနေတဲ့ပုံဖြစ်နေတဲ့အခါကျတော့တဲ့ကျွေးစရခေါ်တော်မူတဲ့ကိမဆိုင်သူ့အနေနဲ့တွားပြီးတော့3တော့ပေးလို့တော့သူမ လုပ်လို့မရဘူးပေါ့နော်သူတို့ကြည့်ပြန်တော့လေသူ shotgun ရဲ့ဒီ shield ကိုတုံးပြီးတော့ရှာစရာတွေရှာနေတဲ့အခါကျတော့သူ့ကိုတွားပြီးတော့ three top ပေးလိုက်လို့လေမဖြစ်နိုင်တဲ့အခါကျတော့ group you know ji 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 သူ့ကို group you know ဆို group like အတွက်ပေါ့အသုံးပြနိုင်တဲ့ဒီ strategy လုပ်တဲ့အခန်းပေါ့နော်တက်တက်စီတက်တက် business တက်တက်အဲ group နာတော့ပြုတ်လုပေးဖို့ပေါ့နော်ဒါကြီးကိုစတေအီတတကူကူတော့ဒါကိနိုင်တဲ့ shotgun တိပေးက ဖြည့်ရှင်းလုပ်ပေးလို့ရနိုင်မလားတဲ့ကိုကင်းတို့တို့ဆိုရရှိကိုအနေနဲ့တည်ရှိမှာစဉ်းစားစဉ်းစားပေးဖို့ပေါ့နော်နူးအနုညွန်မေတ္တာရက်ခံပါလိစဉ်းစားပေးဖို့ပေါ့နော်စဉ်းစားပြန်ပြီးတော့စဉ်းစားသုံးသပ်ပေးဖို့အဲအနေနဲ့လုပ်ချင်ပါလိလို့ပြောတဲ့သဘောပါအဲဆိုတော့ဆိုတော့ဒီ survive ဖတ်ပေးတဲ့အခါမှာအဲဒီကောင်မလေးရေးတဲ့ဒီမေးရေးတဲ့ကောင်မလေးရဲ့သူ့တက်ရရှိစစ်စုံတော်တော်ရောင်းလာမှုနဲ့ဘလို့ပြဿနာဖြစ်နေလဲဆိုတော့ဆိုတော့အဖြေကအဲဒီဒီဒီ survive ကမှာပါလေတစ်ချက် 嗯，北亚天的这些马吉来，嗯，OK，阿叔先生，是别别别喏，阿皮噶，对嘛喏，是咯，嗯，大声的話しながら作業しているグループが増えており、それはピ,エピエーピーパイ。あら、じゃあ、どうにね、えー、あやまさんにね、どうだ、かっといにね、どうだ、ぴゃたな、べろ、ぴょろやれ。あら、じゃあ、それはピーが、大声で話しながら作業しているグループが増えており。あらね、 ကိုက်ညီတဲ့လေးချောင်းနဲ့တစ်ချောင်းတော့ပါမယ်အဲ့ဒါနဲ့တစ်ချက်ယူရေးကြည့်အောင်โอเคအဖြေအောက်မှာလေးချောင်းနော်တစ်ချက်ဘယ်နံပါတ်လို့သင်လဲ1 2 3 4 5อืมမှန်ပါလေ2番です話しながら作業しているグループが多いことですနော်စကားတွေပြောရင်လည်းအလုပ်အဒီစားတွေဖတ်နေတဲ့ group ကပုံများတယ်တို့ချောက်သူအနေနဲ့ကြီးရှိစုရဲ့ online တစ်ခုအနေနဲ့ဖြစ်လာတဲ့သဘောပဲဒါပဲနော်အဲ့ဒါဆိုအဖြေက2番ですအားလုံးရမယ်တင်ပါလိမ့် Okay, also in yeah, so set on me. Okay, two on Monday. Okay, did the coconut near the street or no? So the lay by bones and lay lay lap bones and so on, you know. Me going on Monday, what then we were meets are imas. Ja, each one, Monday, each. Sto wa so soto no sekai ni. 今先生はこのフィットエリアの感じにね、どうもそろ、さわ、 さわれるさわれずにいるとどうなると筆者は述べているか OK あそのメゴンを定着ピースのバターま変ねの見えないそうまねのあの定義がルーリーがကပအပြင်ဘက်နော်ဗောနော်မထိတွေ့ပဲနဲ့နေနေမယ်ဆိုရင် okay နော်ကပအပြင်ဘက်နဲ့မထိတွေ့ပဲနဲ့နေနေမယ်ဆိုရင်ဘလို့ဖြစ်လာမလဲတဲ့ဘလို့ဖြစ်လာမလဲလို့ဇာယေဆရာဖော်ပြထားတယ်လေဆိုတော့ လူတွေကကမ္ဘာပြည်ပနဲ့မတိတွေ့ပဲနဲ့နေနေမယ်ဆိုရင်ဘယ်လိုဖြစ်လာမလဲဆိုပြီးတော့ဇာတိဆရာဘယ်လိုဖော်ပြထားလဲအန်ဆာဘိုက်ကျမှတော့ပါမယ်โอเคမေးခွန်းတော့ဒီကြားလေးနားလည်ရမယ်နော်ကြာမွန်တိုင်းကြီးဆုံလုံယုံနာជីကီတော့ဝါဒုံလုံယုံနာជីကီကဆုံလုံယုံနာជីကီဆိုတဲ့စာလုံးကជីကီဆိုတာအချိန်ကာလကိုပြောလေအဲ့ဒီအဲ့ဒီအချိန်အဲ့ဒီကာလအဲ့ဒီဘယ်လိုအချိန်ကာလမျိုးရည်ညွှန်းတာလဲဆိုပြီးတော့ဆိုတော့ရွေးပေးရမယ်အဲ့တော့စာပိုက်တင်မှာတော့ပါတယ်ဆိုတော့ဆိုတော့ယုံနာជីကီဆိုတဲ့နေရာပါလာနိုင်မယ်နော်အဲ့ဒါမွန်တိုင်းကြီး 問題さんが、えー、読書の利点について、筆者はどのような考えているか。読書、デビアサパチン。読書、だんだん、読書の利点、利点じゃなか。ジョージーズー、サパチンやジョージーズネパテピロ、サイズやブロミオ、センサータタレブロミオ、トイタレ考えているか。OK、メゴンドングジェンのデジャリナタウン。メゴンドングが問題一が、ルーリーが、カパピメナマティトゥエベネネネメソイン、ブロピラブレイズ、ウィロ、サイズやポピア、タタレイ。 မွန်တိုင်းကြီးကကြတော့ဆုံးသောယောနာချစ်ကြီးအဲ့ဒီလုံမျိုးအချိန်ကာလဆိုတာဘယ်လိုမျိုးအချိန်ကာလရင်းညွတ်တာလဲမွန်တိုင်းဆန်ကအဲစာဖတ်ခြင်းအကျိုးကျေးဇူးနဲ့ပတ်သက်ပြီးတော့ဆရာဆိုင်ဆရာကဘယ်လိုမျိုးစဉ်းစားထားတယ်ဘယ်လိုမျိုးတွေးထားတယ်ပေါ့နော်အဲ့ဒါမေးခွန်းမေးထားတာတုံးခုအဲ့ဆိုတော့စာဖတ်ခြင်းအကျိုးကျေးဇူးဆိုတော့စာဖတ်တဲ့အပေါ်မှာဘယ်လိုမျိုးရလလဲရနိုင်လဲဘယ်လိုမျိုးအဲအကျိုးတရားမှုတွေရှိနိုင်လဲပေါ့နော်အဲ့ဒါကိုရေးထားတဲ့စာပိုင်းဖြစ်ပါမယ်โอเคအဲ့ဆိုရင်စာပိုင်းနင်းတော့โอเคစာတစ်ခေါက်ဖတ်ကြည့်အောင် โอเคတကယ်ဈာန်ဝင်းမှာကတော့ဒီတစ်ခေါက်ဖတ်ပြီးမှတစ်ခေါက်ဘာသာပြန်လို့တော့မရဘူးတော့ဒါကတော့အချိန်မီမှာမဟုတ်ဘဲတော့ဖတ်ရင်းနဲ့တကားတည်းဘာသာပြန်နိုင်မှဒါရင်းစင်ပြီးမှအခုကဈာန်ကဒါ project လုပ်ပေးတဲ့သဘောဆိုတော့ဒီဖတ်ရင်းနဲ့ဘဝရကြွေပါစေဖို့ရင်းနောက်တစ်ခုကအသေးစိတ်ကြကြနေနေရှင်းပြပေးနိုင်ဖို့ပေါ့နော်ဒီကတစ်ခေါက်နေနေရင်းဖတ်တဲ့သဘောပါတကယ်ဈာန်ဝင်းမှာကျတော့တန်းပြီးတော့သွားမှရမှာဘာလို့ဆိုတော့အနေနဲ့ရောက်တဲ့ခါကျတော့ဈာန်ပိုင်းနေနေကြည့်တဲ့ခါကျတော့အချိန်မီမှာဆိုလို့နော်โอเคအဲ့ဆိုရင်စာရအောင် その、<laughs> じゃあ、以下は特徴の利点について書かれた文章である。うん、外の世界に、えー、触れずにいると、人はそれまで与えられてきた一つの価値観を持つ。そこから立ち、立し,しつつ、しようとしないことが多い。固定した価値観を持ってしまう。少なくとも、自分の生命体験の、体験のみによって価値観を築いていく。 だが、読書をして、えー、教養を身につけることで、自分という一人の人間の、え景、ー、観や考えを中心にしながら、それを、え絶対しつつ、物事を相対化しつつ考えることが可能になる。確かに、はじめの上、はじめのうち、新たに本を読むたびに、新しい価値観に <laughs> 揺れ、あ 新,新しい価値観に触れ、えー、自分の価値観がぐぐらついてくることがあるだろう。読んだ本のつべねに感心し、自分の考えが曖昧になってくるわけだ。あれこれと知識が増えてしまって、何を信じればよいのかわからなくなってくる。だが、多くの本を読むうち、そのような時期は過ぎていく。 だんだんと特定の、特定の本に感化されるようになってくる。そして、それに対立する本に反発を感じるようになってくる。すなわち、だんだんと自分の考えが明確になっていく。そうなると、えー、本を読む前の固定的な価値観とは異なってくる。狭い自分の体験だから、だ,だけから判断するのではなく、

ဇာမွေးသဘောတရားပေါ့လေပြပြမယ်ဆိုရင်အဲမေကွန်း၃ခုရှိတယ်ဆိုတော့ဒီဒီစာပိုက်ရသဘောတရားပြောမယ်ဆိုရင်ပထမဦးဆုံးမေကွန်းကပထမစာပိုက်မှာရှိတာများပြီးတော့ဒုတိယမေကွန်းကကလေးစာပိုက်မှာရှိပြီးတော့တတိယမေကွန်းကနောက်ဆုံးစာပိုက်မှာရှိတာများပါတယ်အများစုကတတိယမေကွန်းနောက်ဆုံးမှာမေကွန်းမှာမေးတဲ့ဟာကစာရေးသူရဲ့အမြင်နဲ့ဆိုင်ပြီးစာရေးသူကဒီအကြောင်းအရာတစ်ခုပုံမှာဘယ်လိုမျိုးစဉ်းစားလဲသူ့အမြင်ဘယ်လိုရှိလဲအနှစ်ချုပ်နေနေပေါ့နော်မေးတယ်ဆိုတော့စာပိုက်ရဲ့အဆုံးသတ်မှာအဲထိတ်ကြတာများပါတယ်ဒါကတော့အပြည့်သဘောတရားပေါ့နော်စာမွေးသဘောတရားပြပြ တာပါเนาะโอเคအဲ့ဆိုတော့ပထမဦးဆုံးမေကွန်ခုနမေကွန်မမေးလိုက်နဲ့เนาะမေကွန်၃ခုရှိတယ်เนาะโอเคအဲ့ဆိုတော့ဘာသာပြန်ကြည့်အောင်ဆိုတော့အောက်မှာပေးထားတဲ့စာပိုက်ကဒီ dictionary တန်စာပတ်ချင်းအကျိုးကျေးဇူးနဲ့ပတ်သက်ပြီးတော့ရေးထားတဲ့စာပိုက်လေးဖြစ်ပါတယ်တဲ့ โอเคสอสามเนาะพลมันจะไปสอยินสอสามอะไรไหมเนาะเออพลมันจะไปกูสอยินเนี่ยพี่ชาด้วยเลยส่วนตะขาเรตันพี่อะไรไหมเนาะเออลุลุไรไหมโอเคสรุปสุดตัวนึงสักอันนี้เออสวัสดีจีนีอิรุโตสักกับป้าพิมเบกูมาที่ด้วยเป็นสรุปนี่นี่เมื่อส่วนสิ่งที่ว่าเสร็จมาได้อัตยาได้ที่คิดาสิ่งที่หนึ่งค่าใช้การมุ่งสุดเออลูรีก็ที่คุณเลือกเช่นที่บอกน้องตัวตัวยาทาร์เรตตัวกูไปทาร์เรตที่ ဒီခတိခန်းရဲ့သဘောတရားကကျတော့ဆိုတော့ဒိုက်ပင်နှစ်ခုရှိတန်ဖိုးထားတဲ့ပုံစံတို့ရဲ့စဉ်စားတွေးခေါ်ပုံစဉ်စားတွေးခေါ်တဲ့ပုံစံအမပြောမယ်ဆိုရင်တို့အခုလက်လက်ရှိတို့ရထားတဲ့စဉ်စားတွေးခေါ်ပုံတစ်ခုတည်းကိုပဲတို့စီမှာရှိပြီးတော့အဲ့ကနေပြီးတော့ဆိုတော့ဘာလို့ပြောမလဲလွတ်မြောက်သွားဖို့ပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အဲ့ကနေပြီးတော့ယုံထွက်တာလည်းပြောတယ်ဒါရှိဒါဒါရှိစစ်စစ်ရှိစစ်နော်အဲ့တော့အဲ့ကနေယုံထွက် ပို့ကတော့မဖြစ်နိုင်မလုံနိုင်ကြတာများပါတယ်တဲ့နော်မလုံနိုင်ကြတာများတယ်အဲ့တော့ခိုသေးစကချီကောင်းကိုမတည်ရှိမှာဘူးအဲ့တော့တတမထေသူတို့ရဲ့စဉ်းစားပုံကလည်းတတမထေပဲရှိသွားကြတယ်ပေါ့နော်အဲ့တော့သူကနကတော့မအနေဆုံးကတော့အခြေပုံမဆိုင်မိုင်တိုင်းကတော့နော်မီနော်မီဆိုတာတက်ကဲအသေးပဲနဲ့တူတူပဲဆိုတော့အနေဆုံးတော့သူတို့ရဲ့ဒီဘယ်လိုပြောမလဲကျင်းတဲ့အတွေ့အကြုံပေါ့နော်ကျွတ်တွေ့ကြုံဆိုတာကျင်းနေဆိုတာတည်တယ်နော်ကိုယ်တိုင်ကြုံတဲ့အတွေ့အကြုံကြီးချင်းလေးတဲ့မှာပဲသူတို့ရဲ့တန်ဖိုးကိုတိဆောက်သွားခဲ့ကြတယ်တိဆောက်သွားကြတယ် โอเคဆိုတော့ဆလို့ဒီမှာဆိုရင်တစ်ချက်ပြန်ပြောမယ်နော်ကပပြင်းမဲ့နဲ့မတိသေးပဲနဲ့နေနေမယ်ဆိုရင်တို့ရထားတဲ့စင်စားတွေးခေါ်ပုံစံတစ်ခုတည်းနဲ့ပဲတို့ကရှင်သန်သွားပြီးတော့မှအဲ့ကနေယုံမထွက်နိုင်ကြတာများတယ်အဲ့တော့တို့ကောင်းနေမှာတတ္တမတဲ့ဒီတမိုးထားပုံစံတို့ရဲ့စင်စားပုံစံကတတ္တမတဲ့ဖြစ်သွားကြတာများတယ်အဲ့တော့ဒီတွေ့ကြုံချင်းချင်းလေးတည်းမှာပဲတို့ကျင်လေကျင်လေပြီးတော့မှစင်စားတွေးခေါ်သွားကြတယ်ပေါ့နော်ဒါကိုပြောချင်တဲ့အသေးပဲပါဒါကတော့ပထမဦးဆုံးတစ်ပိုက်ပေါ့လေအဲ့ဆိုတော့ဆရာတို့မိကုန်းနဲ့မှာပါလား ြောတော့တာပါတယ်နော်လူတွေကငါဘပြင်မယ်နဲ့မသိတွေ့ဘူးဆိုဘယ်လိုဖြစ်လာမလဲဆိုပြီးတော့မှဇာတ်ရည်စရဖော်ပြထားတယ်လေတဲ့အဲ့ဘယ်လိုဖြစ်လာမလဲဒီမှာဖြေကရှိတယ်နော်ဒီပေါ်ဆုံးစာပိုင်းမှာပဲအခုစာဖတ်လိုက်တဲ့အထက်မှာပါတယ်အဲ့တော့ဘယ်ဟာရွေးရမလဲခဏလေးနော်ဆိုโอเคဟိုင်းဒီမှာဆိုရင်အဲသောတော်တော်စိတ်ကိုင်းကြီးစာဝရဇနီအီတူတိုဒီမှာဖြေပဲအဲ့ဒါနောက်ကဟာအဲ့တော့ဆရာတော်နောက်ကဟာဖြေနိုင်ဖို့ဆိုတာကဒီမှာနော်โอเค ဲ့ဒါကိုဘာသာပြန်ခုနကဘာသာပြန်လိုက်ကြဟုတ်အဲ့တော့အဲ့ဟာနဲ့လေးချောင်းနဲ့မှာဘယ်ဘယ်စားချောင်းဖြစ်မလဲသူကအချင်းချုပ်ပြန်ချုပ်အောင်ဟုတ်ဘယ်စားချောင်းဖြစ်မလဲအချင်းနီးဆန်းယုံကိုထင်းနဲ့တချောင်းရွေးခုနကပြောပြီးတော့မယ်နော်ကဘာပြမမသိမသိကြွေးပဲနေနေမယ်ဆိုရင်တို့လိုလက်ရှိရထားတဲ့ဒီတို့လိုလက်ရှိတို့စီမှာရှိတဲ့တံပိုးထား အဲ့ကတော့လက်ရှိရှိတဲ့စဉ်းစားစဉ်းစားပုံနည်းလမ်းတွေပေါ့ရှိပြီးတော့မှအဲ့ကနေအယုံမထနိုင်ကြတာများတယ်အဲ့တော့တရမတ်သေးပဲသူတို့ကစဉ်းစားတဲ့ပုံစံမျိုးတွေစက်တော့ရှိသွားတယ်ရှိသွားတဲ့အခါမှာကိုယ့်ရဲ့ဒီတွေ့ကြုံချင်းချင်းလေးရနေပြီလေအတွေ့ကြုံချင်းချင်းသေးကနေပဲသူတို့အနေနဲ့သူတို့ရဲ့ဘဝတည်ဆောက်သွားခဲ့ကြတာပေါ့နော်သူတို့တန်ဖိုးတည်ဆောက်သွားကြတယ်အဲ့ဆိုတော့ဘယ်ဟာဖြစ်မလဲอืม Okay အဲ့ ခဏစမ်းချေလိုက်တာနည်းများတော့โอเคအဲ့ဆိုရင်ဖြေကယုံပန်ဒီစ်ယုံပန်ဒီစ်โอเคညာနော်ယုံပန်ဘာဖြစ်လို့ယုံပန်ရွေးတာလဲဆိုတော့ဆက်ချက်ချက် jibun no keigan dakke ni modo chi ta kachi kan de mo de mono o miru yon ni ha de အဲ့တော့ပြောမယ်ဆိုရင်ကိုယ်အတွေ့အကြုံတစ်ခုတည်းပုံမှာခြေခံပြီးတော့ပေါ့နော်တံပိုးတွေကိုဒီစောက်မြင်သွားတာကိုယ့်ရဲ့ဒီတံပိုးဆိုတာကကိုယ့်ရဲ့စဉ်းစားတွေးခေါ်တဲ့ပုံစံတစ်ခုတည်းကိုပဲမြင်သွားခဲ့ကြတယ် သူရဲ့သူ့ရဲ့သူ့ဂျုံတစ်ခုတည်းနေပေါ်အခြေခံပြီးတော့ပဲသူ့ရဲ့တံပိုးတံပိုးသူ့ရဲ့စဉ်းစားပုံစံမျိုးပဲမြင်သွားကြတာဒါပဲအဲ့တော့တွေ့ကြုံတို့ဒီဟာတစ်ခုလည်းရတာတော့ဟိုဒီဟာတစ်ခုလည်းနေပဲမြင်သွားတဲ့ပုံစံအဲ့လိုရည်ညွှန်းချင်တယ်နော်ဘာဖြစ်လို့ဆိုတော့၃ခုကနေမရွေးလာလဲဆိုတော့ဟောကောင်းနွှစ်တော်တော့ခခချီကံကိုဟိတေးစရုံနေနေဟိတေးစရာကဆိုတော့ negative လောက်လိုက်တာပေါ့နော်ညင်းဆိုလိုက်တဲ့ပုံစံမှားတယ်ဒီမှာစာဝိုက်တယ်မှာတလုံးမှမပြောထားဘူး 新しい価値観をそのまま受けられるようにな。そのまま、そう、ディタイム、レッ、レッカン、ディタイム、ヤシトワナイム、トワナイム、ドロミュピッラレ、その、トンタブ。自分の価値観が正しいかとか判断できなくなる。အဲ့ဒါကစရုဒီမာကနည်းနည်းယောနိုင်တယ်စမ်းနေယောနေတဲ့ဒိဋ္ဌာနော်ဂျီဘုံတော့ခတ်ချီခံကိုယ့်ရဲ့တန်ဖိုးထားတဲ့ပုံစံကမှန်လားမမှန်ဘူးလားဆိုတာသူတို့မဆုံးဖြတ်နိုင်ဘူးစာပိုင်းမှာမပြောဘူးတကယ်တမ်းကျတော့နော် ဆုံးဖြတ်တာမဟုတ်ဘူးเนาะသူတို့အနေနဲ့ဒီတွေ့ကြုံချင်းချင်းလေးတွေမှာလည်းသူတို့ရဲ့စဉ်းစားပုံစံကိုတိစောက်သွားခဲ့ချာတယ်လို့ပြောတယ်သူကြောက်ဒီຢာတစ်ခုတည်းပဲသူတို့မြင်ဘယ်လိုမျိုးဖြစ်လာတာဘာလဲဆိုတော့အကပအပြင်ပဲနဲ့မထီတွေ့ပဲနဲ့နေမယ်ဆိုရင်เนาะအားကြောင့်ဖြစ်ကယုံမှန်ဖြစ်ပါလိမ့်ဆိုတော့เนาะโอเคအဲ့ဆိုရင်ဆက်ဆက်ပါမယ်နောက်တစ်ပိုက်ဒါကတော့ဒုက္ခရောစတဲ့စတဲ့အဲ やっぱりその、その、教養を身に、身につけることで、自分という一人の人間の経験や考えを中心にしてながら、それを絶対施設、物事を、えー、相対、そう、まあ、相対、化しつつ考えることが可能になる。<laughs> あら、例えばね、その、メめ、だからしかし、 ဒါပေမဲ့ဆရုပ်ပေါ့နော်စာဖတ်ခြင်းကနေတစင်းဒီအသိပညာပုသူသားတွေကိုရှာရှာတာပေါ့နော် minute scale ဆိုတာလိလာတင်ယူတာလိလာတင်ယူပြီးတော့အဲ့ကနေတစင်းပေါ့နော်ဆရုပ်စာဖတ်ခြင်းကနေတစင်းလိလာတင်ယူပြီးတော့ဆရုပ်ဘာလုပ်မလဲဆိုတော့自分という人の人間経験や考えを中心にしながら、ပြောမယ်ဆိုရင်လူသားတစ်ယောက်မှာရှိတဲ့စဉ်းစားတွေးခေါ်တဲ့ပုံစံနဲ့လူသားတစ်ယောက်မှာရှိနေတဲ့အတွေ့အကြုံတွေကိုဆရာတို့ကအာယုံဆိုင်ရင်းနဲ့ပေါ့နော်။ဒီအရာပေါ်မှာအာယုံဆိုင်ရင်းနဲ့ ဆိုတော့ကို့အမြင်တစ်ခုတည်းကိုပဲမှန်တယ်လို့တော့မဟုတ်တော့ပဲနေပါတော့တခြားလူရဲ့အမြင်ပါနှိုင်းရှင်ပြီးတော့မှရှင်းလန်းနိုင်လာတယ်လို့မျိုးဖြစ်လာပါတယ်တဲ့ပြောချင်နေသေးပဲပြောမယ်ဆိုရင်ကို့အမြင်တစ်ခုတည်းမဟုတ်တော့ဒါကို့အမြင်တစ်ခုတည်းမဟုတ်ပဲနေသူများရဲ့အမြင်နဲ့ဆိုတော့ရှင်းလာလာပါတော့ရှင်းလာနိုင်တယ်လို့မျိုးဖြစ်လာဘာကြောင့်လဲဆိုတော့စာဖတ်ခြင်းကနေတဲ့ဆင့်ဆက်လို့ သိပညာပုသုတတွေကိုလေ့လာသင်ယူခြင်းအဖြစ်လူလူလူတယောက်မှရှင်းသင်တဲ့အတွေ့အကြုံတွေလူတယောက်မှရှင်းသင်တဲ့စဉ်းစားပုံစံတွေကိုဆရာတော်အာယံဆိုင်နေရင်နဲ့ဒီကိုယ့်ရဲ့အမြင်တစ်ခုတည်းမဟုတ်တော့ဘဲနဲ့တမားသူရဲ့အမြင်ပါရှင်းပြီးတော့မှစဉ်းစားနိုင်လာတဲ့လိုမျိုးဖြစ်လာပါလိမ့်မယ်ကာမဏိညာတွေနော်ပြီးတက္ကနီအမှန်အဖြစ်ပြောမယ်ဆိုရင်ဟိုက်ဂျီမင်းတို့ဥကျအစမှာတော့အစပိုင်းမှာတော့ဗောနော်ဆရာတော်စာအုပ်အစ်စ် ကိုအစာအုပ်တစ်တအုပ်ကိုဖတ်လိုက်တိုင်းမှာဟာလာယောမူတပိနိဖတ်လိုက်တိုင်းမှာဆိုတော့ဇာတ်တပိုင်ရလဲဆိုတော့အထရရှိခတ်ချခံပြောမယ်ဆိုရင်စဉ်းစားမှုပုံစံအစ်စ်တွေနဲ့ထိတွေ့လာတာอืมဆိုတော့စာအုပ်စာဖတ်ပြီးမလားစာဖတ်ပြီးဆိုတော့စာအုပ်အစ်စ်တအုပ်ဖတ်လိုက်တိုင်းမှာဒီစာအုပ်စီကနေရတဲ့စဉ်းစားပုံအစ်စ်တွေကဇာတ်နဲ့တော့ထိတွေ့လာပြီးတော့ဂျီဘုံမခတ်ချခံကကိုယ့်ရဲ့ဒီစဉ်းစားတွေးခေါ်မှုပုံစံကလည်းခရတ်စီတိခရုခတ်တကအရအရတော့ခရတ်စုကရဲ့ဒီဘေက ဘာကိုပြောချင်တာလဲဆိုတော့ fantasy ဖြစ်တာ fantasy ခံကြည့်တူခေါ်တော့ပြောမယ်စိတ်မတည်မငြိမ်ဖြစ်ဟဲ့ဘလူးယုံဒီလိုမျိုးလားတောက်ဖက်လိုက်တိုင်းဒီတမျိုးတောက်တောက်ဖက်လိုက်တိုင်းအာခံကြည့်ခံခံတမျိုးဆိုတော့နည်းနည်းလေးဟိုစိတ်မတည်မငြိမ်ပေါ့နော်ဖြစ်လာတဲ့အခါလေးရှိနေတယ်ယွန်တာဟွန်တော့သူပဲတဲ့ဖက်လိုက်တဲ့စာအောင်အာလုံးကခန်းရှင်စိတ်ဝင်စားလာစိတ်ဝင်စားလာတဲ့အပြင်မှာဂျီဘုံတို့ခန်းကရဲ့ကိုယ့်ရဲ့အတွေးတွေခေါ်တွေကလည်းအိုင်းမိုင်းနေတဲ့ကူဘာကေတာအိုင်းမိုင်းရဲ့ဒီပြန်အတွေးဝေးတာကိုယ့်ရဲ့အတွေးတွေကလည်း တွေ့ဝေတွေ့ဝေသွားတဲ့ဟာလေးရှိခဲ့တယ်တဲ့အားရကိုရတော့ချစ်ကီကဖေတေချမတဲ့ဟိုဒီဟိုစာအုပ်တဲ့ဒီစာအုပ်တဲ့ဖတ်တယ်ရင်းနဲ့ဆိုတော့အသိပညာတွေတိုးလာတဲ့အခါကျတော့များလာတဲ့သိပညာတွေများလာတဲ့အခါကျတော့လက်ညိုခန်းကြီးခန်းကြီးတွေပါယောဤတော့ကဝါကာရနာကနတိကရဘေဟာကိုယုံကြည်ရမှာလေမတိလာတဲ့အခြေအနေတော့ဖြစ်သွားတယ်လို့ပြောတယ်ရတယ်နော်ဆိုတော့စာအုပ်ကစစချင်းဖတ်တဲ့အခါမှာအဲ့စာအုပ်အသိကနေရရှိလာတဲ့စဉ်းစားပုံစဉ်းစားနည်းတွေက များလာတဲ့ခါကျတခါလေးကျရင်ဆရာတို့ဘေဟာဘေဟာယုံရမှမသိဖြစ်သွားတဲ့ခါကျလေခါကျရှိတယ်လေတိတ်ကမလားဟိုစာအုပ်ကဒီလိုမျိုးပဲဒီစာအုပ်ကဒီလိုမျိုးပြောတယ်ဟိုစာအုပ်ကလည်းဒီလိုမျိုးရေးထားတယ်အဲ့တော့ဆရာတို့ကဘေဟာကိုရှင်းကြည့်တယ်ဗျယုံရင်တော့ကဝကရဏကနတိခရဘေဟာယုံကြည်ရမှမသိသူ့အနေနဲ့တွေ့ဝေသွားတဲ့အခြေအနေလေးရှိတယ်တဲ့စာဖတ်တော့ကပေါ့နော်စာအုပ်အတိတ်တည်းစာဖတ်တော့ဒါကအတူတော်ညာလေဒါပေမဲ့လေအိုကုမဟုံးကိုယုံမှုကြည့်စာအုပ်ကအများကြီးဖတ်နေတော့မှ ဘာဖြစ်လာလဲဆိုဆိုနိုယုံနာကြီးကီဝဇင်းကြီးတဲ့အိကအဲ့လိုမျိုးအချိန်ကာလမျိုးသူကြော်ဖြတ်နိုင်ခဲ့တယ်တဲ့อืมကြော်ဖြတ်သွားနိုင်ခဲ့တယ်ပေါ့နော်ဘလို့အချိန်ကာလမျိုးလဲဆက်တော့အဲ့ဒါမေးခွန်းတဲ့မှာပါတယ်အဲ့ဆိုဘလို့အချိန်ကာလမျိုးလဲဆိုအပေါ်အချိန်ကာလပေါ့လေဘယ်အချိန်ကာလလဲဆိုတော့ဆက်လို့ဒီမှာอืมစာအုပ်တစ်တက်ဖတ်လိုက်တိုင်းမှာသူ့အနေနဲ့အဲဘလို့ပြောမလဲဆက်လို့အခက်ချစ်ခန့်တွေက ညာလာတဲ့အခါကျ fun day ဖြစ်ပြီးတော့ဖတ်လိုက်တဲ့စာအောက်တိုင်းကလေအစိတ်ဝင်စားလာပြီးတော့ကိုယ့်ရဲ့စဉ်းစားတဲ့ပုံစံတော့မှတွေ့ဝေးသွားတဲ့အချိန်နဲ့အိုင်းမိုင်းနေဖြစ်လာတဲ့အချိန်နေဖြစ်လာတဲ့အခါမှာဘုဒ္ဓတာနဲ့ညာလာတဲ့အခါကျတော့ဘယ်ဟာကိုယုံရမှမသိဖြစ်သွားတာ။နော်အသိဉာဏ်တွေရမ်းညာလာတဲ့အခါကျတော့ဘယ်ဟာကိုယုံကြည်ရမှမသိသူ့အနေနဲ့ဖြစ်သွားတယ်ဆိုတဲ့ဟာလေးအဲ့ဒီချိန်ကိုသူကကြော်ဖြတ်နိုင်ရင်းလို့ပြောတဲ့သဘောဖြစ်တဲ့သူကြောင့်ဆလုံးနေနေအချင်းဒီဆန်းယုံကဘယ်ဟာဖြစ်မလဲ။ဟွန်းတည်တည်တဲ့ရနော်။ そのような時期それ名言を見たれそのうんでピーマンが一番です知識が増えることで自分の考えに確信が持ってなくなる時期表面上にあてピニャで通られた間はこういう審査れ膨散が確信勇気もが無しらなこの배하영화몸이피라래에ချိန်가라.저로서서파리에로로피테사오냐수고노. ကိုကစဖတ်တဲ့ခါကျရင်ဟိဇာဥကလည်းဒီလိုမျိုးသူကဇာဥအစုံရှိရဘူးအဲ့တော့ယတအစုံရတဲ့ခါကျတော့ဒီဟာယုံကြည်ရမှမသိခက်ရှင်းဘယ်ဟာဖြစ်သွားမှမသိဖြစ်တော့ဒါပေမဲ့ဖတ်ပါများလို့ဝါရင်သွားပြီဆိုရင်ဘေဇာဥကကိုအတွက်ကောင်းလေဘေဇာဥကိုတည်းမကောင်းဘူးဆိုခွဲခြားတတ်လာလိမ့်မယ်အဲ့လိုမျိုးသဘောမျိုးသူကဖော်ပြခြင်းလားအဲ့တော့လောလောဆယ်ကဆိုတော့ကစုံစုံယုံနာကြည်ကီလို့ပေးထားတဲ့အကြောင်းချီရှိကီကဖေရီကိုတို့တဲ့ဂျီဘုံကခံခိုင်းနေခက်ရှင်းကမတင်နာကနာရုကြည်ကီဆိုပြော ကန်ကြီးပါလေအဲ့စားချောင်းလေနော်ကျဲနေဟာဆိုတော့ဘာဖြစ်လို့မရွေးတာလဲဆိုတော့ချစ်ကီကဖေးရီနစ်စတဲ့နစ်စတဲ့စာဖြစ်လာတာ ਨੇ အမြပေါ့နော်ဘုဒ္ဓတာတွေတိုးပွားလာတာ ਨੇ အမြဖတ်ခဲ့တဲ့စာအုပ်တွေလွန်မှုမှုမရှိလာတာလို့ပြောတာလွန်မှုမှုမရှိဘူးလို့တို့ကတလုံးမှမရေးထားဘူးအဲ့ကျော်စာနေနိုင်လို့မရေးဘူးနော်ဆိုပါတော့နောက်တစ်ခုကချစ်ကီကဖေးစာရနီအာအထရာရှိထိုင်ခင်ဝရှိရောတို့စရချီကီဆမ်ဒီဘုဒ္ဓတာတွေတိုးပွားပြီးတော့ပြီးတော့ အပြင်ပေါ့နော်ဆာလမီကအပြင်အတွေ့အကြုံတစ်တွေပါရလာတဲ့ချိန်ကလာလို့ပြောတာမပြောထားဘူးမရသေးဘူးကိုနော်လက်ရှိအိုကုနောဟွန်ကိုယွန်တဲ့စောက်တဲ့အများကြီးဖတ်ပြီးတော့ဆာလမီကအပြင်အထရရှိချစ်စကီဝဲအယိုတုစရချီကီအဲတွေ့အတိပညာဘူးတူတာတွေအများကြီးရရှိသွားတဲ့ချိန်ကလာပေါ့သူအဲ့ဒါတော့သူပြောမှာမဟုတ်ဘူးလေဟုတ်တယ်ဒီချင်းအတိပညာလည်းအများကြီးရသွားပြီးတော့မှသူ့အနေနဲ့ခံစားရတာမဲ့ အကခရှင်ဖြစ်တဲ့အဲအိုင်မိုင်ဖြစ်တဲ့အခြေအနေကိုတို့ကဒီညွန့်ကျင်တာအဓိကမေးရဆိုတော့အဲ့ဒါကြောင့်အဲအစ်ချီဘန်ရွေးတာပေါ့နော်ယွန်းဘန်ကကျွန်တော်မပြည့်ဆုံးဆက်ပြီးတော့ချမ်းတချမ်းပဲရေးထားတယ်ချစ်စကီအေဒူကတော့မန်နေဆိုပေမယ့်ဒီဂျီဘုံတော့ခံခိုင်ခက်ရှင်ကမပါတဲ့တချို့ဆိုတော့ယွန်းဘန်ရွေးလို့မရပါဘူးအဲ့ဒီပုံမျိုးပါနော်အားကြောင့်ဆိုတော့ဖြေမန်ကအစ်ချီဘန်ဒီစ်ဒီကတူတီချင်တာကဂျီကီနော်ဆိုတော့ချင်းကလာဘယ်လိုချင်းကလာဆိုတော့လက်နေကိုရှင်းကြည့်ရောရောကဝကရနာကနတိကရဲအဲအဲ့ဒါဒီကပိုင်းရပါ OK。နားလည်းမထင်နိုင်အတိအဆိုရင်ဆိုနောက်ဆုံးတဲ့ဘုတ်ပဲကြာတော့မယ်နောက်ဆုံးတဲ့ဘုတ်ကဒီစာဖတ်ခြင်းအကျိုးကျေးဇူးနဲ့ပတ်သက်ပြီးတော့စာရေးဆရာကဘယ်လိုမျိုးခံခိုက်တည်ဣဒုကဘယ်လိုမျိုးစဉ်းစားထားလဲပေါ့နော်โอเคဆိုတော့စမယ်နော်တန်တန်တော့ဒေါက်တိန်နော်ဟောင်းကြီးအဲခံခါされるようになってくるなってくるそしてそれに対立する方に反発反発を感じるようになってくるすなわちだんだんと自分の考えが明確になっていく တော့ဇာတ်လမ်းရှင်းပြမယ်တရားဟာတဖြည်းဖြည်းနဲ့ဆိုတော့ဒီဒုတ်သေးဆိုတာကပုံပုံသေးပေါ့နော်ကိုယ်အနေနဲ့တကယ်ပုံသေးစာအုပ်အနေနဲ့တတ်မှတ်လာတဲ့လိုမျိုးဖြစ်လာတယ်တဲ့ဟိုတော့ပြီးတော့တယ်အဲ့ဒီဟိုပါပေါ့နော်ထိုင်းဒီစစ်ရခုံးဆိုတာကိုယ်နဲ့မစင်ဂျပန်စာအုပ်တွေပေါ့နော်ကိုယ်နဲ့မလုံးဝမကြိုက်တဲ့စာအုပ်တွေဆိုရင်ဟမ်ပတ်စစ်ရကဆိုတော့ဟိုခုခံပြန်ပြန်ချေပနိုင်တယ်ဆိုတာဘာပြောချင်တာလဲဆိုဥပမာဒီစာအုပ်ကဆယ်လုံးနဲ့မလိုက်ဘူးဆိုမဖတ်တော့အဲ့ဒါပြောချင်တာ ရပြီနော်ကိုုံနေလိုက်တဲ့စာအုပ်ကိုလည်းရွေးချယ်ပြီးတော့ဖတ်နိုင်လာတယ်လို့မျိုးဖြစ်လာတဲ့သဘောအဲဒါကြောင့်ပြောင်းလဲလာတဲ့သဘောသူပြောချင်တဲ့အသေးပဲနော်အဲ့တော့ဖြစ်လာတယ်တဲ့တနည်းအားဖြင့်ဇနဝါကြည်တနည်းအားဖြင့်တပြေပြေနဲ့ကိုယ့်ရဲ့စဉ်းစားပုံစဉ်းစားနည်းတွေကလည်းမဖြစ်လာလေဆိုတော့ရှင်းရှင်းလင်းလင်းပြပြတတဖြစ်လာတယ်တဲ့စာအုပ်ဖတ်ပါများလာတဲ့အခါကျတော့နော်ဆိုနာရတော့အဲအဲ့လိုမျိုးဖြစ်လာတဲ့အခါကျတော့စာအုပ်ကိုတဲ့ homework ရောမှုမရဲ့မဖတ်ခင်မှာကိုတိတ်တိတ်ကိနာခချီခံတော့ကတော့နတ်တဲ့ခရ ပုံသေးတသမတ်ထဲဆိုတော့ချမှတ်ထားရင်လုံးဆိုရင်ဇရုရဲ့စဉ်းစားတဲ့တွေးခေါ်တဲ့ပုံစံတသမတ်တည်းရှိတာကိုအခုစောက်ပါမှဖတ်ခင်မှာဇရုဒီတသမတ်ထဲစဉ်းစားပုံစဉ်းစားနည်းလမ်းကလည်း꿰လွေးသွားပြီတဲ့အရင်လိုမဟုတ်တော့ဘူးကိုတော့တေးလေနော်မတူတော့ဘူးတဲ့အဲ့တော့ဇေမိုင်းဂျီဘုံတို့ထိုင်ကန်တကေကာရာဟန်ဒန်ဆူရနတေဝနကပြောမယ်ဆိုရင်ဒီကိုတွေ့ကြုံကြီးကြီးလေးလေးကနေပြီးတော့မှဆုံးဖြတ်လာတာမျိုးပုံစံလိုမျိုးမဟုတ်တော့ဘဲနဲ့ထိုင်းအာဟန်ထိုင်ကင် ပြောမယ်ဆိုရင်စန့်ကျင်ဘက်ထင်မြင်ချက်တွေကိုလည်းပဲကိုလက်ခံလာနိုင်ပြီးတော့တခြားလူတွေရဲ့စဉ်းစားပုံစဉ်းစားနည်းကိုသိသွားပြီးတဲ့နောက်ပိုင်းမှာကိုယ့်ရဲ့စဉ်းစားတဲ့ပုံစံကလည်းရှင်းရှင်းလင်းလင်းပြပြသားသားဖြစ်နိုင်တာလို့မျိုးဖြစ်လာပါတယ်ပြောမယ်ဆိုရင်ရင်းနှောင်းဆိုရင်ဆိုတော့ကကိုယ့်ရဲ့စဉ်းစားတဲ့ပုံစံကျင်းညောင်းတယ်လေသူများဘာပြောပြောကိုယ်မဆိုင်အခုကကိုယ့်ရဲ့ကျင်းညောင်းတဲ့အတွေ့အကြုံတစ်ခုတည်းမဟုတ်တော့ဘူးသူများဘာပြောချင်တာလဲသူများရဲ့အမြင်ကိုလည်းဆိုတော့ထိပ်ပြီးတော့စဉ်းစားတတ်လာပြီးတော့ကိုယ့်ရဲ့အမြင်ကိုလည်းရှင်းရှင်းလင်းလင်းနဲ့ ပြပြတတာဖြစ်လာတဲ့အချိန်တွေဖြစ်လာတယ်ဒါစားအောက်ဖတ်ခြင်းအရလာတဲ့အကျိုးကျေးဇူးပဲအဲဆိုရင်ဆိုတည်ရမှာကရင်းနှောင်းကကျင်းမြောင်းနဲ့ကိုယ့်ရဲ့ဒီဒိုင်းကန်ကနေပြီးတော့မှဆုံးဖြတ်တာမဟုတ်တော့ဘဲနဲ့တဖက်လူကလည်းဘလိုမျိုးပါပြောချင်တာလဲတဖက်လူရဲ့အမြင်ကိုလည်းဆက်လို့သိရှိလာပြီးတော့ကိုယ့်ရဲ့စင်စားတဲ့စင်စားပုံစင်စားနီလန်းတွေကလည်းမေကာကုဖြစ်လာတယ်မေကာကုဆိုတာကအရှင်းရှင်းလင်းလင်းပြပြတတ်တာဖြစ်လာတယ်လို့ပြောချင်တယ်တဲ့ သိပေးပါအောင်နော်အဲ့အဲဆိုတော့အဲ့ဒါအဖြေပဲဇာယေသူကဇာဖတ်ခြင်းရဲ့ပတ်သက်ပြီးရတဲ့အကျိုးကျေးဇူးနော်အဲ့ဒါကိုပြင်ညွှန်ချင်တာအဲ့တော့ခုနကဇာယေတီတီဒီခြေထားတဲ့ဟာနဲ့အဖြေလေးချောင်းနဲ့ပြန်နဲ့ကပ်ညီတစ်ချက်ရွေးပေးပါအချင်းကြီးဆောင်ရောอืมโอเคนี่บางนี้นะสรุปนี่บางโอเคกันนะเดี๋ยวเจอนะนี่บางนี้บางทีเราสรุปนี่บางยืนน่ะเลยสรุป 多様な考えを知ることで、自分の考えがはっきりしてくる。はっきりが明確ね、と言うの。自分の考えさ、こういう、で、で、センサーボン、センサー2が、しんしんれんれん、ぴょぴょたた、ぴょっとられ、この。あ、みょみょと、センサーで、にらん、センサーボン、センサー2で、お、さ、てしらべろ、こ、こらんへ、こいえ、こらんへ、センサーボン、にらんにがれ、しんしんれんれん、ぴょぴょたた、ぴょっとられ。だべ、あら、さ、ばちん、ちょしずべ、だべ。とどしんめさ、の。オッケー、あ、じゃあ、ぴま、2番。それ、1番が、自分の体験に基づいた考えに、 ဒီရှင်ကမတဲမတဲတွေပြောနေကိုကိုယုံကြည်မှုရှိလာတယ်ပေါ့เนาะပြောရမယ်ဆိုရင်ကိုယ့်ရဲ့အတွေ့အကြုံကိုအခြေခံပြီးတော့စဉ်းစားတဲ့ပုံစံလေးကိုယ့်ရဲ့အတွေ့အကြုံကိုအခြေခံတာမဟုတ်ဘူးเนาะစာအုပ်ဖတ်ပြီးတော့မှရလာတဲ့သိပညာအမျိုးမျိုးကနေအခြေခံပြီးတော့မှ ကိုယ့်ရဲ့စဉ်းစားစဉ်းစားပုံစံပြပြတတ်တာရှိတာလို့ပြောမှာเนาะအဲကြောင့်မာလီနော်ထာယောနာကံကေခတနနာကကာရာအချိပန်ကြီးကံတိုင်းအလုံးပြောထားအကောင်ဆုံးဆိုပြီးမြေးထားဥစားပိုင်းမှာအကောင်ဆုံးစဉ်းစားပုံစဉ်းစားနေရွေးချယ်နိုင်တာဆိုလိုမျိုးဖြစ်လာတာမဟုတ်ဘူးเนาะနောက်တစ်ခုကဟောကံနောအထာနင်းနောကံတိုင်းနေအေဂျိုကေတာရီဟန်ပတ်စု感じたりしなくなってくるしないしたしないかねらもうぶเนาะ ဲ့တော့တခြားလူရဲ့စဉ်းစားနည်းကိုလွန်မှုမှုလက်ခံနိုင်တဲ့အပြင်မှာဟမ်ပတ်စစ်စရာကခြေပါတဲ့စိတ်ခံစားချက်အနေနဲ့ခံမခံစားရလားဘူးလို့ပြောတဲ့သဘောနော်ကိုယ်လိုမျိုးအခက်ရှိတော့ဖြစ်တယ်ဒါပေမဲ့စာပိုင်းကြီးအနောက်ဆုံးမှာတော့မပါဘူးသူတိကဆိုတော့အလီဆက်ဆုံးကတော့နိဗ္ဗာန်နေနဲ့မှတ်နေဟာကိရစ်တေကရစ်နော်အဲ့ဒါအစ်ဘောပါအဲကြောင့်ဆိုတော့နေနဲ့အပြေမှန်ကအေနိဗ္ဗာန်တေးစ်အင်းဒါပဲအဲ့တော့ဒီနေ့ကတော့ နှစ်ပုတ်ပေါ့နော်တခုလို့ရှိတယ်ဒါကတော့ဆရာစာအုပ်အနေနဲ့လေ့လာခြင်းနဲ့ကကျွန်တော်တို့ဆရာစံကိုလောက်ထားတယ်ပေါ့နော်တနည်းအားဖြင့်ဒီစာပိုင်းရဲ့ဆရာကိုကာထာနာဘယ်ကနေလာလဲဆိုတော့2019နီစင်ဂျူနန်နန်ရှိချီချီကပ်စုကနေမေးထားတဲ့ဘေးကိုမှကျဲပြီးဒီမှာနော်အဲ့တော့ကိုမှမေကွန်ဟောင်းစာအုပ်တွေရှိနော်မေကွန်ဟောင်းတွေမှာတော့2019ခုနှစ်ပိုင်းမှာ အဲစာအုပ်နဲ့တကွာပါနော်ကိုလေ့လာခြင်းလေ့လာလို့ရပါတယ်နော်ဆိုတော့โอเคအဲဆိုရင်ဒီနေ့အတွက်ကတော့ reading notebook ပေါ့နော် book to the book နဲ့ book လက်ပေါ့အဲ့လိုဖြစ်ပြောင်း book နဲ့ notebook ရသွားမှာဖြစ်ပါတယ်နောက်နေ့ချိန်တော့ဆက်ပြီးတော့ day 4အနေနဲ့ sharing လုပ်ပေးတော့ဖို့ရှိပါမယ်ဟုတ်မှန်တယ်ありがとうございました